ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒီစေးမှာအရွက်တွေတလောက်များရမယ်မထင်ဟောင်းမဟုတ်ရင်အမြဲတမ်းဒီကနေပဲအရွက်တွေဝဲပါတယ်သမီးလည်းမသိပါဘူးသမီးတငယ်ချင်းရတီးစွာလေးတို့ပြောလို့သိတာအဲ့ဒီဈေးမှာအရွက်တွေစုံရရဲဆိုပြီး နည်းနည်းတော့ဝေးပင်မဲ့လဲဈေးတက်တက်တတနဲ့အရွက်တွေလည်းလက်ဆက်တယ်လေဒီနေ့တွေးထားတာပေထမင်းလည်းချက်ပြီးတော့အရွက်ထောင်းနဲ့ရိုဒီလုံးရင်ကောင်းမလားသမီးပေလည်းကြိုက်တယ်လေသမီးနှစ်ယောက်ကဈေးဝယ်ပြီးစကားတွေပြောရင်းနဲ့လမ်းလျှောက်လာကအင်ကိုပြန်နေကြပါတယ်အဲ့ချိန်မှာလမ်းတစ်ဝက်မှာဒုံစင်တွေရဲ့အင်းကြီးချင်းဖြစ်တဲ့ဒုံမာနာကိုတွေ့လိုက်ရပါတယ်မင်္ဂလာပါအန်တီမင်္ဂလာပါဘလို့လဲနေကောင်းရဲ့လားအိမ်လည်းမလာတော့နောက်ကျအိမ်လာလေလေအားရနေကြလာခဲ့ပါမယ် အင်းကသာတနည်းပဲတနည်းခေါ်သွားနေလို့လေကိုဘက်ကလည်းမနာလီကိုခေါ်သွားသေးတယ်ပြီးတော့ငါအတွက်ရွှေလက်ကောက်လည်းဝယ်ပေးသေးတယ်ဟုတ်လားကောင်းတာပေါ့အတော်စိတ်ကြီးမဲ့ပုံမဲအတော်စိတ်ကြီးတာမဟုတ်ဘူးအရင်ကမစိတ်ကြီးတာငါအသိမ့်ပေးလိုက်ရတယ်ငါမွေးနေ့ဆိုတော့ငါ့ကိုသူကလက်ဆောင်ပေးရလေနောက်တလားလောက်ကြာရင်လည်းရွှေလက်စုပ်ဝယ်ပေးမယ်ပြောတယ်ရွှေဆိုတာမိမတွေအတွက်မြင့်မြတ်တဲ့အရာပဲပတ်စံရှိရှိမရှိရှိရွှေရတော့ရှိတဲ့နယ်အဲ့ဒါတော့ဟုတ်တယ် ဒါပေမဲ့အခုခေတ်မှာရွှေစည်းတွေကတော်တော်တက်သွားပြီငါတို့လို ချမ်းသာတဲ့သူတွေကပြဿနာမရှိပါဘူးငါတို့ကနှစ်တိုင်းရွှေတွေလုံနေကြပဲလေဒါပေမဲ့နင်တို့လိုလူတွေရဲ့ကံတရားမှာတော့ရွှေရှိပါမလားမသိဘူးအန်တီလေးသမီးတို့စိတ်မကောင်းဖြစ်မိတယ်ရွှေနကက်လည်းမရှိသလိုရွှေအစ်စ်လည်းမရှိဘူးဒေါ်မလိုင်းရဲ့စကားကိုကြားပြီးဒေါ်စင်တွေနဲ့အင်းမြက်လေးစိတ်မကောင်းဖြစ်သွားပါတော့တယ်ပြီးတော့အင်းကိုပြန်လာခဲ့ကြပါတယ်ဥကျော်ကလှဲပြီးတော့ချောင်းဆိုးနေပါတော့တယ် ရှင်ချောင်းဆိုတာအခုချိန်နေမပြောက်သေးဘူးလားပြီးတော့ဒါပါလဲရှင်ခုချိန်နေဆေးမတော့ရသေးဘူးကျမပြောရမလားအချိန်မှဆေးတော့ပါလို့ဆေးကအရင်ခါတယ်ကိုတို့တော့မတော့နိုင်ဘူးအဖေကတော့လေကလေးတွေလိုကောင်းမာနေတယ်လာပစဟပြီးဆေးတော့လိုက်တော့အေးမြက်ကဆေးတော့ဖို့လို့တော့ဆေးပလင်းမှာဆေးမရှိပါဘူးဆေးကကုန်သွားပြီအမေအမေရဲ့အဖေကိုဆေးခါလုပ်ပြီးတိုက်လိုက်တမီဆေးတော့ဝယ်လိုက်မယ် ။တမီဘာလို့အဖေအတွက်ပတ်စံတွေဖြုံးနေတာလဲ။တမီလက်ထပ်ဖို့အတွက်လည်းပတ်စံစုထောင်းလေ။တမီငဲငဲလေးတရားတမီအတွက်ရွှေတွေနည်းနည်းစီလောက်ထားတာ။ဒါပေမဲ့ဘဝကဘလို့ဖြစ်သွားလဲမသိအားလုံးရောင်းလိုက်ရတယ်။အမေနဲ့အဖေဘာလို့ဝမ်းနည်းနေလဲ။တမီရွှေတွေလက်ဝတ်လက်စားတွေဝတ်ဖို့စိတ်မပါပါဘူး။စိတ်မွန်စားပါဘူး။ပြီးတော့ခန်းခန်းနာနာကျင်းမဖို့လည်းစိတ်မရှိဘူး။တကယ်လို့လက်ထက်မဲ့ကောင်လည်းမတွေ့ရင်အမေတို့နဲ့အတူနေပြီးဘဝတစ်လျှောက်လုံးစောင့်ရှောက်ပေးမယ်။တမင်စေးသွားဝယ်လောင်းမယ်။ အဲ့ချိန်အမေကအဖေကိုဆေးကားလုပ်ပြီးတိုက်လိုက်နော်။အင်းမြက်ကလမ်းထဲကဆေးဆိုင်ကိုသွားပြီးဝေးလိုက်တဲ့အခါမှာပြန်လာခဲ့တဲ့အချိန်မှာတော့ရွှေဆိုင်တဆိုင်ကိုတွေ့လိုက်ပါတော့တယ်။အိမ်မှာမိမတွေဟာရွှေရီမျိုးစုံကိုဝယ်နေကြပါတယ်။ငါတွေးနေတာဒါပဲယူလိုက်ကောင်းမလားလို့ငါတော့ဟိုမှာတွဲလောင်းကျနေတဲ့ရွှေဆွဲကြိုးလေးကိုပို့ကြိုက်တယ်။အဲ့ဒါဝယ်သွားလိုက်မယ်။လှလိုက်တာသူတို့ဝတ်ထားတဲ့ဟာတွေငါကန်တရားမှာအဲ့လိုတွေဝတ်ဖို့ပါမလာပါဘူး။ အေးမြတ်ရဲ့စိတ်ထဲမှာထားမနေနဲ့တော့စိတ်ထဲရှိသလားဝမ်းနည်းနေရလိမ့်မယ်။အေးမြတ်ကစည်းဝယ်ပြီးတော့ပြန်ရောက်လာခဲ့ပါတယ်။အေးမြတ်ရဲ့မိဘတွေဟာငငယ်လေးကလေးကလက်ထက်ရင်ဝတ်ဖို့ပုစံတွေစုပြီးရွှေတွေကိုလှူထားခဲ့ပါတယ်။ဒါပေမဲ့ဥကျော်ဟာပြင်းထန်တဲ့ယောဂါဖြစ်တော့စည်းကူတဖို့အတွက်သူသမီးအတွက်လည်းရွေးချယ်ထားတဲ့ရွှေတွေကိုရောင်းလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲသူတို့မိသားစုမှာရွှေကြီးဆိုတာမရှိတော့ပါဘူး။တဖြည်းဖြည်းနဲ့အချင်းတွေကုန်းဆုံးသွားပြီးတည့်ရမှာတော့အမေ မီးပြင်ဆင်ပြီးသွား၏ပလုံနေလဲအရှမ်းကိုလှတာပဲဒါပေမဲ့သမီးရဲ့လေပင်းနဲ့လက်မှာတခုခုလိုအပ်နေတယ်လို့ပဲနော်တခြားမိပါတွေကသူတို့ရဲ့သမီးကိုရွှေတွေဆင်မေးပေမဲ့အမေကတော့"အိုးအမေကလည်းအရင်ကခံစားချက်များတာပဲအမေပြောတယ်မလားသမီးကဘာတခုမှလှုပ်ရှားမလို့အရင်ကလှပြီးသားဆိုထားလိုက်ပါသမီးအခုလည်းလှနေရပဲလေသွားကြမယ်မဟုတ်ရင်နောက်ကျနေမယ်"အင်းမြတ်ကဒေါ်စင်တွင်နဲ့အတူတငငယ်ချင်းရဲ့လက်ထပ်ပွဲကိုသွားလိုက်ပါတော့တယ် အဲ့မှာယတိရဲ့အမေဒေါ်ကြီးကကြည်ပါအောင်လက်ဝတ်ရတနာတွေဒါတွေအားလုံးငါသမီးအတွက်ပေးလိုက်တာလက်မထက်ရသေးတာတော့မှအခုလို့ပေးလိုက်တယ်ဆိုရင်လက်ထက်ပြီးတော့ကောင်းအဆခြေအဆုံရွှေတွေနဲ့ပြည့်နေတော့မယ်အမသမီးရဲ့ကံတရားလိုအားလုံးသမီးတွေလည်းရပါစေဖះစီမှာဆူတောင်းပါတယ်ဇင်နွေကလည်းကျမရဲ့သမီးကံတရားလိုတခြားသူတွေရစရာလားကံကောင်းဖို့ဆိုရင်ပတ်စံရှိမှရမှာလေကျမသမီးကလက်မထက်ခင်ကရွှေဝတ်ပြီးလက်ထက်ပြီးရင်လည်းရွှေဝတ်မှာပဲလေ ကျမတော့ရှင်သမီးကိုစိတ်ပူမိတယ်။သူ့မှာရှိတဲ့နှကက်တောင်အစင်မဟုတ်ဘူး။မိဘအိမ်ကတလောက်တောင်ဆင်းရဲရင်ရောက်ခမအိမ်ဘလောက်တောင်ဆင်းရဲလိုက်မလဲ။ဒေါ်ကြီးရဲ့စကားကိုကြားပြီးသူ့လိုမာနကြီးတဲ့မျိုးသမီးတွေကလည်းရီလိုက်ကြပါတော့တယ်။ဒေါ်စင်တွေကထပ်ပြီးတော့ဆင်းရဲမှုအပေါ်မှာအဆက်ကွဲပြီးစိတ်မကောင်းဖြစ်သွားပါတော့တယ်။အချိန်တွေကုန်ဆုံးလာတာနဲ့အမျှဒေါ်စင်တွေရဲ့အိမ်ကိုဖုန်ကြီးတစ်ပါးရောက်လာပြီးထိုင်လိုက်ပါတယ်။ထိုင်နေပါရှင်။ကျမလက်ဖက်ရည်ဖြော်လာပေးမယ်။ ။ညီမတဖိရေပဲတိုက်လို့မဖြစ်ဘူး။အချိုပါကျွေးရတော့မယ်။ညီမရဲ့သမီးအတွက်ကြီးမားတဲ့တော်ဆန်းမှုတစ်ခုယူလာခဲ့တယ်။တကယ်လားယင်သူတို့ကဘသူတွေလဲ။သူတို့ကချမ်းသာတဲ့သူတွေ။အိမ်ကတလုံးမကဘူးရှိတယ်။ကြားရတော့သမီးလေးယောက်ရှိတယ်တဲ့။ဒါပေမဲ့တားကတော့တယောက်တည်း။သမီးတွေလက်ထပ်လိုက်ရင်တော့ညီမရဲ့သမီးကလုံးဝကိုဘယင်မဖြစ်သွားလိမ့်မယ်။တလောက်ချမ်းသာမှာတော့ဘာလို့ညီမသမီးကိုချွေးမတော်ချင်ရတာလဲ။ညီမတို့ကကျင့်ဝတ်အရာဘာတစ်ခုမှမပေးနိုင်ပါဘူးရှင်။ ဘာတစ်ခုမှပြီးစရာမလိုဘူးသူတို့တွေကနည်းနည်းအယူဝါဒတွေကိုယုံကြည်ကြတယ်ငါကောင်မလေးတွေအများကြီးသူတို့သားအတွက်ပြာဘူးတယ်သူတို့ကတယောက်မှသဘောမကျကြဘူးအေးမြအလှည့်ရောက်တော့ဘသူမှဘာမှမပြောကြဘူးဒါနဲ့အေးမြရဲ့ဇာတာဝင်နဲ့သူ့သားရဲ့ဇာတာဝင်ကိုတိုက်ကြည့်လိုက်တော့အကုန်လုံးအတူတူပဲသူတို့တွေနောက်ဘက်ကျနင်တို့ယူလာလိမ့်မယ်ဒေါ်စင်တွေအိမ်မက်ထဲမှာတော့မမက်ခဲ့ဘူးတဲ့အရာဟာအပြင်းမတကယ်ဖြစ်လာပါတော့တယ်။နောက်ပတ်မှာတော့ဖုန်းတော်ကြီးနဲ့အတူဒေါ်ကျူနဲ့ဥဇော ဒေါ်စင်တွေရဲ့အင်ကိုရောက်လာပါတော့တယ်။ဒေါ်ကျူနဲ့ဦးဇော်ဟာအေးမြက်ကိုတွေ့တာနဲ့သဘောကျသွားပါတော့တယ်။ဒီမှာညီမကျမတို့ဖက်ကတော့ဒီလက်ထပ်ပွဲကိုသဘောတူတယ်။လက်ထပ်ပွဲအတွက်တင်နှံငွေတွေပါရီလည်းမလို့ချင်ပါဘူး။ဒါပေမဲ့တောင်းဆိုချင်တာလက်ထပ်ပွဲကိုနောက်နှစ်ပတ်အတွင်းမှာကျမချင်တယ်။ကျမသားရဲ့စာတာအတွက်ကြည့်လိုက်တော့ဒီလမှသာလက်မထပ်ဖြစ်ခဲ့ရင်နောက်လတိုင်းလက်ထပ်ဖြစ်မှာမဟုတ်ဘူး။နောက်နှစ်ပတ်ဆိုတော့အချိန်ကအရင်ကကတ်နေတယ်။ဒါပေမဲ့ ျမတို့အကောင်းဆုံးစ조사ပြီးလုံနိုင်တလောက်လုပ်ပေးပါမယ်။တပြင်းပြင်းနဲ့အီးမြက်ကိုလက်ထပ်ပေးမယ်နေလေရောက်လာပါတော့တယ်။အီးမြက်ရဲ့ရောက်ခမဘက်ကနေအီးမြက်အတွက်ဝတ်ဖို့ရွှေရီများကြီးရောက်လာပါတယ်။တောက်ကိုဒေါ်စင်တွေကအင်းနီနာချင်းတွေကိုပြလိုက်ပါတော့တယ်။အမလီရောက်ခမဘက်ကရွှေရီအများကြီးပို့လိုက်တာလား။လက်ထပ်ပြီးလို့ရောက်ခမအိမ်ရောက်သွားရင်လည်းရွှေတွေဝတ်ရပါစေ။ကျမသမီးဆိုလက်မထက်ခင်တုန်းကရောက်ခမအိမ်ကရွှေတွေအများကြီးပို့လိုက်တယ်။ လက်ထပ်ပြီးတော့ရခမတွေရရွှေရဲအကုန်ပြန်ယူလိုက်တယ်ပြန်လည်းမပေးတော့ဘူးယူထားတော့လည်းဘာဖြစ်လဲရခမစီမှာပဲလေလိုချင်တဲ့အချိန်ကြားတောင်းလိုက်မှာပေါ့ငါကြားတာတော့ရောင်းမ၄ယောက်ရှိတယ်ဆိုငါသမီးရဲ့ရခမအိမ်မှာရောင်းမ၁ယောက်ပဲရှိတယ်ဒါပေမဲ့ကောင်းကောင်းနေခွင့်မပေးဘူးသိလားကျမသမီးလက်ထပ်ပြီးတော့ကြိုးဆိုပွဲလုပ်မဲ့ချိန်တကောင်းစောင့်ပိတ်လိုက်ပြီးရောင်းမဖြစ်သူကရွှေရဲအကုန်ယူလိုက်တယ်ပြောပါအောင်ရောင်းမ၁ယောက်ကဒီလိုလုပ်တယ်ဆိုရင် ကျောင်းမလေးယောက်ရှိတဲ့အိမ်မှာနှင်းသမီးကိုဘာတွေလုပ်မလဲအိနီနာချင်းမျိုးသမီးတွေရဲ့စကားကိုကြားပြီးဒေါ်စင်ရွယ်နဲ့အေးမြက်ကစိတ်ထဲမကောင်းဖြစ်သွားပါတော့တယ်အဆောက်ကတော့လက်ထပ်ပွဲနဲ့ပတ်သက်ပြီးပြောနေပေမဲ့လည်းအခုတော့ကြောက်နေပါတော့တယ်ဒီလိုနဲ့ပဲချိန်တွေကုန်သွားပြီးနောက်ဆုံးမှာတော့လက်ထပ်မိတ်နေ့ကိုရောက်သွားပါတော့တယ်အေးမြက်ဟာလက်ထပ်ဝတ်ဆောင်ဝတ်ပြီးရွှေအပြည့်နဲ့သူတို့သမီးတယောက်ဖြစ်သွားရပါတော့တယ်တခြားသူတွေရဲ့လက်ထပ်ပွဲမှာသူတို့သမီးကရုံမလေးနဲ့အတူတူ အခုတော့ဖေသမီးလက်ထပ်ပွဲမှာသမီးကလည်းရုံမလေးနဲ့တူတဲ့သူတို့သမီးလေးဖြစ်နေပြီ။ကျမမှာသမီးနဲ့ပတ်သက်ပြီးအိမ်မက်တစ်ခုပဲရှိတယ်။ကျမသမီးကိုလက်ထပ်မင်းနေမှာရွှေတွေလက်ဝိယတနာတွေဝတ်ဆင်ထားတဲ့ပုံမြင့်ချက်နာ။နောက်ဆုံးမှာတော့အမေသမီးရဲ့ကံတရားမှာရွှေတွေလက်ဝတ်လက်စားတွေဝတ်ရမယ်နေကိုရောက်လာခဲ့တယ်။အမေသမီးဘဝတစ်လျှောက်လုံးပျော်ပါစေလို့ဖခင်မှဆုတောင်းပါတယ်။ဒီနေ့တော့အမေတို့ကသမီးကိုခံစားချက်များလုံးနေလား။လာပါမြေကြီးတုပ်လိုက်တော့ ဒီနေ့အမေသမီးကလက်ထပ်ပွဲလေလက်ထပ်ပွဲမှာအခုလိုမငိုရဘူးလက်ထပ်ပြီးသွားရင် အပတ်တိုင်းအမေကိုလာတွေ့မယ်အမေလည်းသမီးကိုတွေ့ဖို့ရခမအိမ်ကိုလာခဲ့နော်မဟုတ်ရင်အမေတို့ကိုစိတ်ဆိုးမှာခဏနေတော့သူတို့သားကရောက်လာပါတော့တယ်အေးမြက်ကလက်ထပ်လိုက်ပါတယ်လက်ထပ်ပွဲပြီးသွားတော့ရခမအိမ်ကိုရောက်သွားပါတော့တယ်အိမ်ထဲမှာပစ္စည်းတွေလည်းအပြည့်ပါပဲအကုန်လုံးဟာတင်းချီတံပါတယ်ဆိုဖာဆိုလည်းတင်းချီပေးရပြီး TV အကြီးကြီးတစ်လုံးလည်းရှိပါတယ် ဟောဂန်မှာတန်ဖိုးကြီးပစ္စည်းတွေနဲ့ပြည်နေပါတယ်။သူတို့ဟောဂန်ကခင်းနဲ့အညီဘရင်အခန်းလူမျိုးကိုတင့်တယ်နေပါတယ်။ဒါငါရခမအိမ်လာနန်းတော်လားဒါရီယိုကြည့်ပြီးဘရင်နန်းတော်ရောက်လာတယ်လို့တောင်ခန်းစားနေရတယ်။ဘရင်နန်းတော်ကလည်းဒီလိုမျိုးပဲလေ။ချွေးမကြီးပါရီစင်းစားနေရလဲဘလို့နေလဲတမီးရခမအိမ်ကအမေကတော့ဒီလိုနေမျိုးအမြင်ရောက်လာလိမ့်မယ်လို့မထင်ထားဘူး။ဒါပေမဲ့ဘလို့လို့မလဲလက်ထပ်ပြီးသွားပြီဆိုတော့လေအမေ မီးတို့ရောင်းမနဲ့မိတ်ဆက်ပေးုံလေလက်ထပ်ပွဲကိုအမြန်ကျင်းမလိုက်တော့စကားပြောဖို့ခွင့်ရတောင်မရလိုက်ဘူးရောင်းမညီမတီအင်းရဲ့အကြီးဆုံးသမီးတော်တာညီမတော့ဒုတိယမြောက်ရောင်းမဖြစ်တဲ့သီးတာသိလားတီအင်းမှာအားလုံးကညီမရဲ့စကားကိုနားထောင်ရတယ်သူကတတိယမြောက်တန်တာသူကလေးယောက်မြောက်ပေါ့တတာညီမတို့တွေ့ရတာအရင်ဝမ်းသာတယ်အမလည်းညီမတို့လက်မထက်ခင်ကတွေ့ချင်နေတာအိုဖះရေရွှေရီအများကြီးဝတ်တာထားလိုက်ပါတော့ ဒါပေမဲ့သူတို့အပြိုတွေလေဘာလို့အလောက်ရွှေအများကြီးဝတ်ထားရလဲလာခဲ့နင်တို့လေးယောက်အေးမြက်ကိုခန်းလိုက်ပြလိုက်ပယ်မန်းနေလာပြီသူအနားယူပါစေလေးယောက်လုံးဟာအေးမြက်ကိုခန်းလိုက်ပြလိုက်ပါတယ်ဒီလိုနဲ့လက်ထပ်ပွင့်ညပြီးသွားပါတော့တယ်အေးမြက်ဟာခန်းထဲမှာပြင်ဆင်နေတဲ့အချိန်အေးမြက်ရဲ့ခန်းထဲကိုဒေါ်ကျူရောက်လာခဲ့ပါတယ်အေးမြက်တလောက်အစောရင်နိုးသွားပြီလားအခုထိအိတ်နေမယ်လို့အမေထင်ထားတာအမေသမီးကအစောရင်ထားတဲ့အကျင့်ရှိလို့ ဟုတ်လားကောင်းတာပေါ့တမီးရဲ့ညီမလေးယောက်လုံးကဆယ်နှစ်တောင်မနှိုးသေးဘူးတကယ်တော့အမေကလက်ထက်တုန်းကပေးထားတဲ့ရွှေတွေလာတောင်းတာတမီးသိမ်းထားတာမလားအမေကိုပေးလိုက်တော့ခက်ပြီးသိမ်းထားပေးမယ်ဘာတုံးဟာငါရောက်ခမတက်လာတာမရှိသေးဘူးရွှေတွေတောင်းနေပြီလားငါရဲ့အိမ်နေချင်းအန်တီပြောသလိုပါပဲလားချမ်းသာတဲ့သူတွေကနှလုံးသားကြီးသလိုဟန်ဆောင်ပြီးတကယ်တမ်းကျကစီနဲနေတာအခုမှရောက်လာတဲ့ချိန်မှသိစရာရွှေတွေတောင်းစရာလားထားပါငါပါလို့တာတွေတွေးနေရလဲ ်ရွှေရသူ့ရဲ့ဟာပဲလေငါပြောလဲဘာရမှာလဲအိမြက်ကအစ်တတာဖွင့်ပြီးရွှေရီထုတ်ပြီးလိုက်ပါတော့တယ်ဒေါ်ကျူကရွှေရီယူပြီးသူ့လောကရီကိုထည့်လိုက်ပါတယ်အိမြက်ကမကြခင်မှာတော့ချွေးမကောင်တယောက်ရဲ့တာဝန်တွေကိုထမ်းဆောင်နိုင်သွားပါတော့တယ်ကျောင်းမညီမခေါ်နေတာကြားပြီးဘာလို့အတန်မပေးရလဲဟုတ်လားအမထမင်းချက်ညာနဲ့တတိမထားမိလိုက်ဘူးအလုပ်ရှိလို့လားကျောင်းမညီမရဲ့ရွှေလက်ကောက်တွေ့မိသေးလားအော်လက်ထပ်ပွဲမှာဝတ်သွားတဲ့ဟာလား မဟုတ်ပါဘူးညီမစီမရွှေရည်အများကြီးရှိရပဲလေအခုရှာနေတာ ပလဲလုံးလေးတွေနဲ့လက်ကောက်ဒီနေ့ပါတီသွားဖို့ dress နဲ့လိုက်လို့ဝတ်မလို့မတွေးမိဦးတော့တာသမင်းချက်ပင်ရှာပေးမယ်လေညီမစီမရွှေရည်အများကြီးရှိရပဲအလောက်ရှိလိမ့်မယ်လို့မထင်ထားဘူးရှိမှာပေါ့လေချမ်းသာတဲ့အိမ်ကသမီးပဲလေအင်းမြေရဲ့ရောက်ခမတွေဟာပတ်စံတော်ရှိကြပါသေးတယ်အင်းမြေရဲ့ရောက်ခမကတစ်ချိန်လုံးရွှေတွေဝတ်ထားပါသေးတယ် အင်းမြတ်ရဲ့ရောင်မလေးရောင်တော့ဟာလည်းသူ့မိလူမျိုးရွှေရွှေဝတ်လေရှိပါတယ်။ရွှေလက်ကောင်ရွှေလက်စွရွှေဆွဲကြိုးတွေနဲ့တစ်ချိန်လုံးဝတ်ထားပါတယ်။ဒီလိုနဲ့ဟောကန်လေးမှထိုင်နေတဲ့အချိန်အမဒီဟန်ချိန်လေးလာလားတငယ်ချင်းမွေးနေ့အတွက်လက်ဆောင်ပေးမလို့တန်းနာတငယ်ချင်းမွေးနေ့မှာတလောက်ဈေးကြီးတောင်လက်ဆောင်ပေးမယ်ပေါ့အမပါထဲနေရလဲညီမတငယ်ချင်းကိုတထောင်နဲ့ပေးရမှာလားအမတငယ်ချင်းကိုပေးရင်တော့မှန်တော့တယ်ဒါပေမဲ့ညီမတငယ်ချင်းတွေကိုရွှေပဲပေးတာ တန်းနာနင်ဘလို့စကားတွေပြောနေရလဲယဉ်ကျေးမှုရှိစမ်းနင့်တက်အများကြီးကြည့်တဲ့ရောင်းမနော်တောင်းမန်လိုက်စမ်း sorry ပါရောင်းမအဲ့လိုပြောပြီးတန်းနာကအထင်ဝင်သွားပါတော့တယ်ရောင်းမရဲ့တန်းနာပြောတာစိတ်ထဲမထားပါနဲ့တန်းနာအခုလက်ထပ်ပွဲအတွက်အများကြီးတွေးထားတာလက်ထပ်ပွဲအမြန်မဲ့ပြီးသွားတော့သူဘာမှမလုပ်လိုက်ရအောင်အဲ့ဒါကြောင့်စိတ်မကောင်းဖြစ်နေရပါဘာမှမဖြစ်ပါဘူးတိတားရဲ့သူကငယ်သေးတော့ပစ္စည်းတွေရတန်ဖို့နားမလဲသေးတာမြမထိုင်နေလေ အမကော်ဖီချူလာပေးမယ်။အေးမြက်ကလွဲပြီးကျန်တဲ့သူတွေအားလုံးရှူဝစ်ထားကြပါလေ။ဒါကြောင့်အေးမြက်လည်းရှူဝစ်ချင်းသွားပါလို့တည်း။သူဟာဒီအကြောင်းကိုခန်းထဲမှာထိုင်ပြီးသူ့မိနဲ့ဖုန်းပြောလိုက်ပါလေ။အမေအိမ်မှာအားလုံးကရွှေတွေဝတ်ထားကြတယ်။သမီးတယောက်တည်းရွှေမရှိဘူး။သမီးကိုပေးထားတဲ့ရွှေတွေလည်းအမေကအကုန်ပြန်ယူသွားတယ်လေ။သမီးကရွှေဝတ်ရတာမကြိုက်မလား။ဘလို့ဖြစ်ပြီးဝါသနာပါသွားတာလဲ။သူတို့ကချမ်းသာတဲ့သူတွေလေ။ရွှေဝတ်ပါစေဖို့။ သူတို့ကတမီးကိုရွှေမပေးပေမဲ့တမီးကိုချစ်တယ်မလားဟုတ်ပါတယ်လေအိမ်ကအားလုံးကတမီးကိုချစ်ကြတယ်တမီးနဲ့မကောင်းတဲ့နေရာအမေကအားလုံးခေါ်ပြီးအပြစ်မှာသွားစားကြတယ်တမီးရဲ့ရောက်ခမတွေတမီးရဲ့ရောက်မတွေနဲ့လည်းအကုန်အဆင်ပြေတယ်ဒါပေမဲ့အငယ်ဆုံးတယောက်တော့ရှိတယ်သူနဲ့ကတော့တိတ်မတဲ့ဘူးဒါပေမဲ့စိတ်ထားတော့ကောင်းတယ်ဒါဖြင့်ပါရီစိတ်ပူစရာရှိလို့လဲတချို့အရာတွေကအချိန်ခဏအတွင်းမှာအသုံးဝင်ပေမဲ့မိသားစုတွေကတော့ဘဝအတိုင်းမှာအသုံးဝင်တယ်လေသူ့မိရဲ့စကားကိုကြားပြီး အင်းမြတ်ကစီချမ်းသာသွားပါတော့တယ်ဒီလိုနဲ့ပဲချိန်တွေထပ်ပြီးကုန်ဆုံးသွားပြန်ပါတယ်တရက်မှတော့အင်းမြတ်ကကော်ဖီဖြော်နေတဲ့အချိန်တက်တန့်ရောက်လာခဲ့ပါတယ်ကိုမင်းကပြောထားတယ်မလားည6နာရီကျအစင်းနဲ့လှုပ်ထားလို့အခုထိမိဖို့ကြောင့်နေပါဘာလုပ်နေရလဲဒီနေ့အလုပ်နည်းနည်းများနေရတဲ့မိတ်သွားတာဒါနဲ့ကျမတို့ပဲသွားမှာလဲမင်းမိသွားပြီလားကိုတို့ရွှေသွားဝယ်ဖို့သွားမှာလीဘာရွှေဝယ်ဖို့ဟုတ်လား तू ကဘာလို့ရွှေဝယ်ဖို့သွားချင်တာလဲ ကြည်ရတာငါဆွဲကြုံမဝတ်ထားတာတွေ့လို့ဝယ်ပေးမလို့များလားအင်းမြတ်ကစိတ်ထဲမှာပြုတ်သွားပြီးအမြဲမင်းပြင်ဆင်လိုက်ကတက်တက်နဲ့အတူနမိတ်ကြီးရွှေဆိုင်ကိုသွားပြီးတော့နှစ်ယောက်လုံးကစိုင်ထဲမှာထိုင်လိုက်ပါတယ်ကြောင်ဘလူဆွဲကြုံမျိုးဝယ်မလို့လဲကြောင်လေးတွေနဲ့ဆွဲကြုံပြပါပြီးတော့လက်ကောက်ရောပိန်ကြောင်ဒီမှာကျွန်တော်တို့ပြထားတဲ့ဆွဲကြုံလေးတွေရှိပါတယ်အဲဒီကကြိုက်နှစ်သက်ရအောင်ရွေးချယ်လိုက်ပါ မကြိုက်ရင်တော့ကျွန်တော်တို့ထပ်မပေးပါမယ်ကောင်းပါပြီ ကျွန်တော်သုံးခုမြောက်ဟာပြကြည့်ပါတတက်ဟာရွှေစိမ်းကျိုးတွေတစ်ခုပြီးတစ်ခုကြည့်ပြီးအေးမြက်ကိုဆန်းဝေခံလိုက်ပါတယ်ကိုတော့ဒီတစ်ခုကိုသဘောကျတယ်မင်းလည်းကြိုက်တယ်မလားကျမလည်းအတော်လေးကိုကြိုက်ပါတယ်ကောင်းပါပြီဒါလေးကိုထုတ်ပိုးပေးပါအိမ်ပြန်ရောက်တော့အေးမြက်ဟာရွှေစိမ်းကျိုးရလို့အတော်လေးပျော်သွားပါတော့တယ်ပြီးတော့ဆွေးကျိုးကိုသွားသိမ်းတဲ့အချိန်တတက်ကပြောလိုက်ပါတော့တယ်ဟာမင်းဘာလို့ဒါဝီဒီယိုတွေထည့်နေရလဲ ဒါရွှေလေဟိုဟိုတီတီရှောက်ထားလို့မရဘူးလာဒါဘီရိုလေးထည့်ဖို့မဟုတ်ဘူးပါကင်ပိတ်ရမယ်ပါကင်ပိတ်မယ်ဟုတ်လားဘာလို့လဲကိုမင်းကိုပြောဖို့မိသွားတယ်တကယ်တော့တဝန်းခွဲလက်ထပ်ပွဲအတွက်လက်ဆောင်ပေးဖို့ဝေးလာတာနောက်ပတ်လက်ထပ်ပွဲသွားရအောင်မေးနေမင်းနေပြီလားလက်ထပ်ပွဲအတွက်ကုရုဘကဒါလက်ဖွင့်ပါလိသူ့ညီမကိုလက်ဆောင်ပေးဖို့ကြာတတိယပြီကိုမိမရဲ့လေပင်းမှာရွှေမဝတ်ထားတာကြာမတွေ့ဘူး ြည်ရတာငါဆင်းရဲတော့သူတို့အဲ့လိုဆက်ဆက်နေရဖြစ်မယ်ငါရွှေတွေအပြည့်ဝတ်လိုက်ရင်ကို့ဟာကိုမေ့သွားမှာဆိုလို့ထင်နေလက်မထက်ခင်တော့ငါကန်တရားမကောင်းသလိုလက်ထက်ပြီးတော့လည်းမကောင်းပါလားအင်းမြဟာအတော်လေးစိတ်မကောင်းဖြစ်သွားပါတော့တယ်ဒါပေမဲ့ယောက်ျားဖြစ်သူနဲ့ယောက်မတွေကိုဘာမှမပြောပါဘူးတည့်ရမှာတော့ဒေါ်ဂျူဟာဆူဖာပေါ်မှာထိုင်ရင်တော်တာဒီလက်စွပ်လေးသမီးယူထားလိုက်ပါလားအမေလက်နဲ့ကြက်နေလို့ကြည်ရတာဂျင်သွားဆော့ရမှထက်နေ အမေဒီအသက်ရွယ်နဲ့ဂျင်သားဆော့မလို့လားဘာပဲဖြစ်ဖြစ်အမေလက်ဆော့မျက်စိကျနေရကြပြီရောင်းမလရင်မလားလက်ဆွတ်လေးကအရန်ကိုလာတယ်ညီမဘုတ်လိုက်ပို့ပြီးတော့တောင်လှနေအောင်မယ်သမီးတွေစီမှာရွှေတွေတလောက်အများရှိနေတာကိုဒါလည်းသူ့သမီးကိုပဲထပ်ပေးနေတယ်ငါရောက်ခမငါ့ကိုလက်ဆွတ်တပွင်းတော့ပေးဖို့တော့မဟုတ်ဘူးချမ်းသာတဲ့အိမ်ကိုရောက်လာတာဘာကျိုးရှိလို့လဲအားလုံးရဲ့အချစ်ကိုရတာမှန်မင်မဲ့အရင်ကလည်းရွှေမဝတ်ရတယ်လို့အခုလည်းရွှေမဝတ်ရအောင် ီလိုနဲ့နေရတချို့အကုန်ဆုံးသွားပါတော့တယ်။မကြခင်မှာအီးမြက်ရဲ့မွေးနေ့ကိုရောက်လာပါတော့မယ်။အီးမြက်ကလည်းပြုံနေပါတော့တယ်။တမီအီးမြက်လက်ထပ်ပြီးတော့ရောက်ခမအိမ်မှာပထမဆုံးတမီရဲ့မွေးနေ့ရောက်လာတော့မှာဗလား။ပျော်ပျော်ရွှင်ရွှင်နေဒီတစ်ခါတမီရဲ့မွေးနေ့ကိုအခမ်းအနားနဲ့ကျင်းပလုပ်တယ်။တမီရဲ့ရောက်ခမတွေကတမီကိုဗားလက်ဆောင်ပေးမှလည်းမွေးနေ့ကြရင်မသိပါအမေရဲ့မွေးနေ့အတွက်ပြောနေပေမဲ့သူတို့တွေဘာမှပေးမှမဟုတ်ဘူး။ ။သမီးလည်းဘဝမှာတခါတော့ရွှေဝတ်ချင်သေးတယ်။အားလုံးဝတ်တာကြည့်ပြီးသမီးလည်းဝတ်ချင်တယ်။ဒါပေမဲ့သမီးရဲ့ကံတရားမှာရွှေဝတ်ဖို့ပါမလာခဲ့ဘူး။ခွင့်လွတ်ပါသမီးရဲ့အမိနဲ့ဖေကသမီးတို့ငင်းငယ်လေးတရားရွှေလုတ်ထားပေမဲ့သမီးရဲ့အဖေသာနေမကောင်းမဖြစ်ခဲ့ရင်အမေတို့လည်းအဲ့ဒါမရောက်ပါဘူးကွယ်။အမေမမားပါဘူး။သမီးအတွက်ရွှေတွေကသမီးအဖေစိတ်ကူးဖို့အတွက်သုံးခဲ့တာပဲလေရွှေတွေသာမရောက်ခဲ့ရင်အဖေကိုဘယ်လိုစိတ်ကူးပေးမှလဲဒါပေမဲ့ သူတို့စီမှာရွှေရှိရဲ့သားနဲ့သမီးတို့ခုမှမပေးဘူး။သမီးကလောဘကြီးတဲ့သူတော့မဟုတ်ပါဘူး။ဒါပေမဲ့တလောက်ကြီးတဲ့အိမ်မှာနေပြီးအားလုံးကလည်းရွှေဝတ်ထားတော့သမီးလည်းဝှစ်ချင်တာပေါ့။အေးမြဟာသူ့အမေနဲ့စကားပြောရင်မျက်ရည်ဝိလံခဲ့ပါတယ်။ဖုန်းကြသွားပြီးတဲ့နောက်မှာမျက်နှာမေ့စောနဲ့ခဲနေပါထိုင်နေပါတယ်။အဲ့ချိန်မှာအေးမြရဲ့ရောင်မကြီးတော်တာကအခန်းထဲကိုရောက်လာပါတော့တယ်။ရောင်မတီမာလားညီမမိဖို့ကြောင့်နဲ့ထင်မင်းရောင်မခေါ်နေတာအမေခေါ်ခိုင်းလိုက်လို့ အမအခန်းထဲမှာရှိနေကြပြီအမေကခိုင်းစရာအလုပ်ရှိလို့လားအမေကရောင်းမခေါ်ပဲခေါ်ခန်းလိုက်တာလာသွားမယ်နေအောင်လုံးကဟောကန်နီကိုသွားလိုက်ကြပါတော့တယ်အမေမှာတငယ်ချင်းတယောက်ရှိတယ်အရင်လည်းသဘောကောင်းတယ်မကြခင်အသက်50ပြည့်မွေးနေ့ရောက်တော့မှဆိုတော့လက်ဆောင်နေနဲ့ရွှေလက်စွပ်ပေးရင်ကောင်းမလားအမေမှာအချိန်နဲ့မရှိရနဲ့တမီပဲတော့ဝယ်ပေးပါလားတမီဘယ်လိုဝယ်ရမှာလဲတမီအဲ့ဒီအကြောင်းနဲ့သိမ့်မသိဘူးရောင်းမလည်းညီမတို့လည်းအတူတူလိုက်ခဲ့မှာလေး ။ဒါပါအချိန်မရှိတော့ဘူး။ shopping ထွက်ပြီးညီမတို့လည်းတခုခုဝယ်ရတာပေါ့။နောက်တည့်ရက်မှာတော့အေးမြတ်ဟာညီမလေးယောက်နဲ့အတူ shopping ထွက်လိုက်ပါတော့တယ်။အရင်ဆုံးကြီးမားတွေ shopping mall ကိုသွားလိုက်ပါတော့တယ်။တန်နာဟာစာရီတထည်ကိုဝယ်ခဲ့ပါတယ်။ရောင်းမတီစာရီလှလား။ညီမတီစာရီလက်ဆောင်ပေးရင်ကောင်းမလား။စာရီကတော့လှပါတယ်။ဒါပေမဲ့ဒါလူငယ်ဆန်တယ်။အမေပြောတာတော့အသက်50အရွယ်ဆိုအမမသိဘူးလား။ အခုခေတ်မှာလူငယ်တွေထက်အန်တီတွေကပိုပြီးအလန်းတွေကြိုက်တာ။သူကတေချာပေါ့စာရီကိုကြိုက်လိုက်မယ်။အေးမြရဲ့အရှိမတင်ရောင်းမာတွေဟာဈေးကြီးတဲ့စာရီတွေဝယ်နေတဲ့အတွက် မျက်လုံးပြူးသွားပါတော့တယ်။ပြီးတဲ့နောက်မှာလက်ဝယ်ရတနာဆိုင်ကိုသွားလိုက်ပါတော့တယ်။အဲဒီမှာတန်တာနဲ့တရာကတော့လက်စွပ်တွေဆွဲကြိုးတွေခြေချင်းတွေခပတ်ကြိုးရှိသမျှဟာတွေအကုန်လုံးကိုထုတ်ခိုင်းလိုက်ပါတယ်။ဒါရီကိုစပွဲပေါ်မှာတင်ထားပြီးသူတို့ဟာအရာတွေကိုကြည့်နေပါတယ်။ရောင်းမာ ဒီဆွဲကြိုးလေးဝတ်ကြည့်ပါလားအတော်လှမဲ့ပုံမှန်အန်တီအတွက်ဝယ်ရမလားအမဘလို့လုပ်ပြီးဝတ်ရမှာလဲအမလည်းညီမတို့ကအပြိုတွေလေဝတ်လို့မရဘူးဒါပေမဲ့အမလက်ထပ်ပြီးသားဆိုတော့စမ်းဝတ်ကြည့်နော်အမနဲ့လိုက်ရင်အန်တီနဲ့လည်းလိုက်လောက်တယ်အေးမြက်ကဆွဲကြိုးကိုဝတ်လိုက်ပါတယ်ဆွဲကြိုးကအရင်လာတာပဲငါလည်းအလုပ်မျိုးလေးဝတ်ချင်လိုက်တာဒါပေမဲ့ပါထူးမှလည်းတခြားတယောက်ကိုပေးမှာပဲလေအေးမြက်ကစိတ်ထဲမှာတွေးနေတဲ့အချိန်ရောင်းမဖြစ်သူကလက်ကောက်တွေခပတ်တွေ နှကောင်းပါလေငကက်တွေကိုတက်ပေးလိုက်ပါလေ။ရောင်မခပတ်လေးကရမ်းလိုက်နော်။ရောင်မဝတ်လိုက်တော့သရိုးသမီးနဲ့တောင် တူသွားသေးတယ်။ကောင်းမတက်ထားတာလေးလည်းရမ်းလာတယ်။လက်စွပ်တွေလည်းလှတယ်။ညီမအလျာလက်စွပ်လေးကိုပိုကြိုက်တယ်။ရောင်မရီတယောက်ပြီးတယောက်အေးမြက်ကိုရွှေတွေဝတ်ပေးနေကြပါလေ။တော်ရကလည်းရွှေလက်ကောက်တွေလက်စွပ်တွေကိုဝတ်ပေးနေတော့ဝတ်တာတော့ဟုတ်ပါပြီ။ဒါပေမဲ့အရွယ်စားတွေကကွာအောင်မဲ့လေ။ရောင်မရဲ့ size က၄မလား။ NT ရဲ့ size ကလည်း၄ပဲ။ အဲ့ဒါကြောင့်ရောင်မဝတ်ခိုင်းနေတာရောင်မရဲ့ရွှေနှကက်ကလည်းအရန်လာတယ်ခပတ်လေးရောပဲညီမတို့ဓာရီအကုန်ဝဲသွားလိုက်မယ်အမေကတဆက်စာပဲမှားလိုက်တာလေနင်တို့ကအများကြီးတွေဝဲနေပါလားပတ်စံအများကြီးကုန်လောက်တယ်ဘာဖြစ်လဲရောင်မညီမတို့စီမှာပတ်စံအတွက်စိတ်ပူစရာမလိုပါဘူးညီမတို့ကအဲ့ဒါထက်နှစ်ဆတောင်ပေးနိုင်သေးတယ်ပြီးတော့တခြားနေရာတွေလည်းသွားကြည့်စရာရှိသေးတယ်သစိမ့်တယောက်အတွက်အဲ့လောက်တောင်ဝဲပေးနေတယ်ဒါပေမဲ့ သူတို့ရဲ့ရောင်းမမကြခင်မွေးနေ့လာမှကြတော့မသိကြဘူးလက်ကောက်တကွင်းတော့မဝယ်ပေးဘူးအဲ့ဒီချိန်မှာတော်ရာကလက်ကောက်တစ်ခုကိုပြလိုက်ပါတယ်အေးဒီလက်ကောက်လေးကအရင်လာတာပဲအိမ်မှာတော့ဒီတိုင်းဝတ်လို့ရတယ်ဟုတ်တယ်နော်ညီမလည်းတွေးနေတာဒီလိုတွေဝယ်ပေးပေမဲ့ဒီလောက်လေးတာတွေနေ့တိုင်းဘလို့ဝတ်လို့ရမှာလဲအဲ့ဒါကြောင့်ညီမတို့ဒါလည်းယူလိုက်မယ်အေးမြက်လေးဝယ်နေသွားပါတော့တယ်တိမ်တန်းချီတန်းနဲ့ရရနာဝေးလာပြီးတော့အင်ကိုပြန်ရောက်လာကထိုင်လိုက်ကြပါတော့တယ် ပြန်လာပြီလားမာထားတာတွေအကုန်ဝယ်လာခဲ့လားဘာတခုမှမကြံခဲ့ဥမတ်လားအမေမာထားတာလည်းဝယ်လာတယ်မမာထားတာလည်းဝယ်လာတယ်ဒီတခါအမေတငယ်ချင်းလုံးဝအောင်ပျော်သွားလိမ့်မယ်အဲ့ဒါတော့ဟုတ်တယ်တငယ်ချင်းရဲ့မွေးနေ့ကျတတိယရယ်ကိုချွေးမရဲ့မွေးနေ့ကျတတိမြဘူးကြည့်ရတာဒီတခါမွေးနေ့ကကိတ်တောင်လီးရမှာမဟုတ်ဘူးအမေအိမ်မှာရှိတော့အောင်အနေဆုံးအမေကကိတ်မုံတော့ဝယ်လာပေးသေးတယ်ဒီမှာတော့ကိတ်တောင်စားရမှာမဟုတ်ဘူး အင်းမြတ်ကစိတ်ညစ်ပြီးထိုင်ရာကနေထကသွားလိုက်ပါတော့တယ်။ဒီလိုနဲ့အချင်းတွေကုန်ဆုံးသွားပြီးနောက်ဆုံးမှာတော့အင်းမြတ်ရဲ့မွေးနေ့ကိုရောက်လာပါတော့တယ်။မနေ့ကလေးကအင်းမြတ်ဟာစိတ်မကောင်းစွာနဲ့ခန်းထဲမှာထိုင်နေခဲ့ပါတယ်။ဘသူမှငါမွေးနေ့ကိုတတိမရကြဘူး။အမေတော်ငါ့ကိုဖုန်းမဆက်ဘူး။ကြားတာတော့မိန်းကလေးတွေလက်ထပ်ပြီးသစိမ့်ဖြစ်သွားတယ်တဲ့။ဒါပေမဲ့အဲ့လောက်အမြန်ဖြစ်သွားမယ်လို့မထင်နှားပါဘူး။ အင်းမြက်ကဒီလိုပြောနေတဲ့အချိန်ရောင်မလေးယောက်ကလက်ထဲမှာအိတ်တွေကင်ပြီးအင်းမြက်ရဲ့ခန်းထဲကိုရောက်လာကြပါတော့တယ်။ပစ္စည်းတွေဟာအင်းမြက်နဲ့အတူသွားဝယ်ခဲ့တဲ့ပစ္စည်းတွေပါ။နင်တို့လေယောက်တီယိုဘာလာလောက်တာလဲ။ဒီပစ္စည်းတွေဟာအန်တီကိုမွေးနေ့မှာပေးဖို့ဝယ်ထားတာမဟုတ်ဘူးလား။ဘာလို့ယူလာလဲ။အခုချိန်ထိအန်တီကိုမပေးရသေးဘူးလား။ရောင်မရဲ့မွေးနေ့အတွက်ဝယ်တာဆိုပေမဲ့အန်တီအတွက်မဟုတ်ဘူး။တကယ်တမ်းကရောင်မအတွက်ပါ။ရောင်မရဲ့မွေးနေ့ကိုညီမတို့မေ့နေတယ်လို့ရောင်မထင်နေလား။ ရောင်မဘလို့တွေကြိုက်မယ်မှမသိလို့လေမြမတို့ကရောင်မကိုလိန်ပြောပြီး shopping ထွက်ဖို့ခေါ်လာတာဒါတွေအလုံးကရောင်မအကြိုက်တွေပဲဝယ်လာတာစာရီလည်းရောင်မအတွက်ပဲရောင်မမသိဘူးလားမြမတို့ပါလို့လူငယ်ဆန်နဲ့စာရီဝယ်ခဲ့လဲဆိုတာဒီကိစ္စမှာအမေလဲပါတယ်ဒီရွှေတွေအလုံးကအမအတွက်လားရင်စာရီလည်းအမဝတ်ဖို့အတွက်ပဲလားရောင်မမွေးနေ့မှာခန်းစားချက်တွေများနေပါလားအ мян ပြင်ဆင်လိုက်တော့အလုံးအမဂိတ်ကြီးကြီးခွဲဖို့ရောင်မအောင်စောင့်နေကြတယ်ညီမတို့ကိစ္စချက်နေပြီ ဒီလိုပြောပြီးရောင်မလေးယောက်လုံးကရီလိုက်ကြပါတော့တယ်။ပြီးတော့လေးယောက်လုံးကသူ့ရောင်မကိုလှပြင်ပေးလိုက်ကြပါတယ်။အမတခါမှဒီလိုတန်မိုးကြီးတဲ့စားရီတွေရွှေတွေရမယ်လို့မထင်ထားဘူး။ငါရဲ့ရောင်မတွေကငါ့ကိုဒီလိုတွေပေးလိုက်မယ်လို့လုံးဝမထင်ထားဘူး။အမအရင်ကပြောတယ်။ရောင်မပြောတာမြင်ရတော့ရောင်မထက်ညီမတို့ပိုပြောတယ်။ရောင်မအိမ်မှာပါရွှေတစ်ခုမှမဝတ်တော့ညီမတို့အရင်ကစိတ်မကောင်းဖြစ်နေတာ။လာညီမတို့အောက်ဆင်းရအောင်အားလုံးစောင့်နေလာပြီ။ အေးမြက်ကအောက်ဆင်းသွားတော့အပြိုနှစ်ဆဖြစ်သွားပါတော့တယ်။ဘာလို့လဲဆိုတော့ရောက်ကမာရီနဲ့အတူသူ့မိဘတွေပါအောက်မှာရောက်နေလို့ပါ။ဒေါ်စင်တွေနဲ့ဥကျော်ဟာသူ့သမီးကောင်းစာချေဆုံးရွှေဝတ်ထားတာတွေ့ပြီးမျက်ရည်တွေဝေးသွားပါတော့တယ်။အမေဖျားစီမသမီးဘဝဒီလိုကောင်းစားသွားဖို့ဆူတောင်းနေခဲ့တာ။ဖျားအမေရဲ့ဆူတောင်းကိုဖြည့်ဆည်းပေးခဲ့တယ်။သမီးဒီနေ့အရမ်းလှတယ်။လုံးဝအောင်နန်းတော်ထဲကပြင်မလို့ပဲ။အမေနဲ့ဖေဒါဆိုအမေတို့ကသမီးရဲ့မွေးနေ့ကိုမှတ်မိနေတာပေါ့။ မီးအမိတ်သွားပြီထင်နေတာပြီးတော့ဒီအိုလာမယ်ဆိုတာဘာလို့တမီးကိုမပြောတာလဲဒီပြောမလို့ပါပဲဒါမဲ့ခမီးခမတ်ကပြောမှာ ው တားလိုက်တာပြီးတော့ဘာပါလဲအင်္ဂလိပ်လိုပြောတာဩဆာပရိုက်အဖေတို့ကတမီးကိုဆာပရိုက်လုပ်ပေးတာအင်းမြတ်ကသူ့ယောက်ျားနဲ့အတူကိတ်ခွဲလိုက်ပြီးအားလုံးဟာလေးလက်ဆောင်တွေပေးလိုက်ကြပါတော့တယ်အဲဒီချိန်မှာဒိုဂျူကအမေသိတယ်တမီးလက်ထပ်ပြီးနောက်တနေ့မှာတမီးစီအားရွှေတွေတင်လိုက်တော့တမီးစိတ်မကောင်းဖြစ်သွားတယ် တကယ်တော့အဲ့ဒါအမိဟာမဟုတ်ဘူးတမီးရဲ့အဖွားဟာအဲ့ဒါကြောင့်အမေကလော်ကာထဲမှာတိမ့်လိုက်တာတမီးလည်းအမေဖြစ်လာရင်အဲ့ဒီရွှေတွေကိုတမီးကထိန်းသိမ်းရမယ်တမီးကိုခွင့်လွှတ်ပါတမီးအမေကိုအထင်မှားခဲ့တယ်ဘာမှမဖြစ်ပါဘူးကွယ်တမီးနေရာမှာအမေဆိုလဲအဲ့လိုပဲထိန်ခဲ့မှာပဲလေရောင်းမှတလောက်လာနေမှာတော့ဓာတ်ပုံတော့ရိုက်ရမယ်ဒါနဲ့ရောင်းမှ၄ယောက်လုံးမကောင်းဘူးလို့ရောတွေးလိုက်သေးလားအမရဲ့ရောင်မ၄ရောက်လုံးကတလောကလုံးမှာချစ်စရာကောင်းဆုံးဘသူစီမားမှမရှိဘူး မအရန်ကန်ကောင်းတာပဲမြမတို့လိုရောင်မလေးရောင်ရလိုက်တယ်ဖះစီမှာဆူတောင်းပါတယ်ဒီလိုရောင်မမျိုးလှူတိုင်းကိုပေးပါစေအင်းမြက်ကမွေးနေ့ကိုပျော်ရွှင်စွာကျင်းပလိုက်ပါတော့တယ်အင်းမြက်ရဲ့ရောင်မလေးရောင်တော့ဟာအင်းမြက်နဲ့တူပျော်ပျော်ရွှင်ရွှင်ပဲနေထိုင်သွားကြပါတယ်ရောင်မလေးရောင်လိုမျိုးသူ့လည်းပဲရွှေရီဝတ်လိုက်ပါတယ်သူ့ရွှေဝတ်ထားတာမြင်ပြီးအပျော်ဆုံးသူကတော့သူ့မိပါပဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပြီးခဲ့ပါအောင်နော်။